အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စာရေးသူဆရာမောင်ရှိရေးသားတယ်ကြာဝက်မုံထုံမသိနိုင်ခဲ့ပြီလို့အမည်ရတဲ့ရတဝိထုတို့လေးကိုကျွန်တော်ကိုရှိတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါဦးခင်ဗျာ ကြာဝက်မုံထုံမသိနိုင်ခဲ့ပြီဘွမ်းကနေရေရေလုံးပွက်တန်ကြီးကိုကြားလိုက်ရပြီသူဝမ်းပိုက်နှပေးတွင်စူရေပြင်းထန်လာသောနာကျင်မှုကိုထိတ်လန့်စွာ ခံစားလိုက်ရပါ၏ ပင်ကိုအသိစိတ်နဲ့မဟုတ်ပဲတဘာဝဤတုံ့ပြန်မှုဖြင့်ခန္ဓာကိုယ်ကိုလူကလွန့်ကအာနှင့်အင်းနှင့်ယုံထွက်လိုက်မိ။ဟာတည်တည်ချာချာမမိလိုက်ဘူးဟေးလိုက်လိုက်လိုက်မင်းတွေထတ်ထိုးထိုး။အော်ဟစ်ပြောလိုက်တော့လူတန်တွေကို ကြားလိုက်ရပြီ။နောက်ထပ်ရှင်ထက်စူးမြလာတော့တမဏိမင်းကြီးတွေသူ့ရဲ့နဘေးပတ်ပတ်လဲတွင်တုံုံုံတဆွတ်ဆွတ်နဲ့ပြေးဝင်လာကြပြန်ပြီ။ ထို့အထက်မှမင်းဆွယ်တချောင်းကသူ၏အမိပြားရေရပြားကြီးကိုကတ်၍ဖောက်ဝင်သွားခဲ့သည်အသက်အန္တရာယ်နှင့်တွေ့ကြုံကြရသည့်တရဝါတိုင်းမိမိတို့၏အသက်ဝိညာဉ်ကလေးရှင်သန်ရှင်သောနေအာဂုံအင်ဂုံထုတ်၍ယုံရင်ကန်ရင်လွမြောက်ရလန်းကိုရှာဖွေရသမျှဖြစ်တော်၏သူသည်လည်းရှိသမျှတကိုယ်လုံးမှခွန်အားတွေကိုညှစ်ထုတ်၍ဟိုကြာဆွဲကြာရိုးတွေ ရှုပ်ထွေးဝေမောင်ရာရေပြင်အောက်မြေပြင်စီတို့ကုခတ်လှကုခတ်ထွက်ပြေးသွားခဲ့သည်ဤဒီမှာဒီပန်ဝန်းကျင်သည် သူ့မွေးဖွားရာဇာတိချက်ကျွေဖြစ်၏သူ့ဘိုးဘေးပြည်ပင်တွင် လက်မုံမစွာအရှိချာနေထိုင်ခဲ့ကျက်စားခဲ့မျိုးဆက်တွေပေါက်ဖွားခဲ့ရာနေရာဒေသကြီးလည်းဖြစ်၏နောက်ထပ်နောက်ထပ်သူ့သားသူ့မြေသူ့မြစ်တို့ဆက်လက်ရှင်သန်နေကြရအောင်မီနေရာဝန်းကျင်လည်းအမှန်ပင်ဖြစ်၏ ဤကရက်ကွင်းရေပြင်ကြီးသည် သူ့ဘိုးဘေးပြည်ပင်တို့လက်ထက်တုန်းကလူသူအယောက်အပေါင်းလုံးဝမရှိသလားဝေးလံခေါင်းတည်သည့်နေရာကြီးဖြစ်ခဲ့ဘူး၏အဲ့ဒီကာလအဲ့ဒီကာလတွေတုန်းကအလွန်ပြောစရာကောင်းခဲ့သည်ဟုတဆင်စကားတဆင်နာနှင့်သူမှတ်သားနာယူခဲ့ဘူး၏အစားအစာတွေလည်းအလွန်ပေါကတက်ပြက်ညင်စဲမိရန်သူလည်းမရှိဟုဆိုပါ၏ဝါးနှက်ပြန်ခန့်နှက်တော့ရေနှက်ကွင်းကြီးဖြစ်၍ငါးပစုံ ရေပိုးရေမွားတွေအလွန်အလွန်ပေါ်များလာ၏ရေမော်ရေညိဒိုက်ပင်ကစွန်းကစွန်းယိုးနေပင်ကနဖော့ပင်ညံပင်ဝက်လာပင်ကျူပင်တင်ပင်ငရံပင်ပင်ကြာဖြူကြာနေကြာပုံနေရိတ်နေဗရုံမာကြာပင်ကြီးတွေရှိပါ၏ကြာဆွဲကြာယိုးဖွဖွေကြာဝတ်ဆန်တွေမှွေမှွေထုံတာ တဘာဝကလက်ဆောင်အဖြစ်ဖန်တီးပေးထားသော သူတို့တို့၏တရားကဘာကလေးလည်းဖြစ်ခဲ့၏ပါလွာနူးညံ့လာသောကြာပတ်ကလေးတွေရဲ့အပေါ်ရှေဖို့အနေချောက်ကအစာချတတ်သောနှုတ်သီးချွန်ချွန်ရှေတန်လက်တန်ရှိရှိလေတန်တပြောင်ပြောင်နဲ့ကြာပတ်နင်းရင်ငှက်ကလေးတွေကတီကာခွန်းစင်ကျူးရင်ပြောမှုလို့ငပတ်ငပဲငမျက်စံနီးငချင်းရွှေဝါတွေက ငွေရောင်ဖွေးလက်အကျွေးကုန်နေမှာတစ်ဖက်ဖက်နဲ့အလှပြရင်ခုံပြန်ပြော်ပါလို့အိုင်ကန်းဆက်ကပြင်းမထိရေမကြီးပင်စားတဲ့အပင်တွေပေါ်မှာတော့ဗျိုင်းအောက်တွေဝေးသားလီတွေငှက်တော်ကလေးတွေစစ်စက်တီတွေက တကောက်တကောက်အစာခွန့်ကျွေးတီတာတေးတွေဆိုလို့ဒင်းကြီးငှက်တွေရေပဲတွေအော်ရောတွေ 6တောင်ပြိုင်းတွေကျွဲချောင်းပြိုင်းတွေကတော့တချို့ကဒိုင်းပုံပေါ်မှာနားတို့တချို့ကတဖွားဖွားနဲ့ရေပေါ်မှာငုတ်ချီပေါ်ကြီးအစာချလို့ဘာသာဘာဝပျော်မြူးခဲ့ကြတဲ့တဘာဝရေကန်ကြီးပေါ့အခုတော့အဲ့ဓာတွေကဟိုးအတိတ်မှာမှုံဝါးရေဝေးကြံ့ရစ်ခဲ့လေပြီတဖြည်းဖြည်းနဲ့လူနေအိမ်ရှင်တွေကတိုးလာလေယာမြေတွေကတဖြည်းဖြည်းနဲ့တိုးတက်ကြံပြက်လာ တွင်းထက်ပလူကောင်ပရွက်ကောင်တွေလိုလူတွေကလည်းတဖြည်းဖြည်းနဲ့များပြားလာကြလေသည် ူတို့တဝမ်းတစ်ခါလှဖို့အတွက်ဂယံအင်းကြီးဘဝပြတ်ခဲရရှိပြီ။တဘာဝကပေးထားသည့်တိတ်ဆိတ်ခြင်း၊အေးချမ်းခြင်း၊တာယာခြင်း၊စိမ့်ဆူခြင်းငိတ်တခြင်းတွေဝေလွင်ခရရှိပြီ။တဖြည်းဖြည်းနဲ့ရေဟာတိမ်တိမ်လာခဲ့ရှိပြီ။ကွန်သမားတွေ၊မြုံသမားတွေ၊ပိုက်သမားတွေ၊ရင်တွန်းသမားတွေငါးချဖားချသမားတွေနဲ့စူညံပွက်လောရိုက်နေခဲ့ရှိပြီ။သွေးညီနှံ့တွေများများလာသလောက် ကြာဝဲကြာဆန်းရဏံတွေလည်းပါပါလာခဲ့ရှိပြီ။သူနဲ့ဘဝတို့မျိုးနယ်စုတွေတောင်အဘယ်မှာတိတ်ပြီးရှိတော့လို့လဲ။ရှားပါလာခဲ့ရှိပြီ။သူတောင်တဘာဝပေအတွေ့အကြုံရရှောင်းရှောင်းတိန်တဲ့ပြေးတက်ပုံးတက်လုံးတို့အခုအရွယ်အထိအသက်ရှင်နေခဲ့တာလည်းဖြစ်၏။အသက်ကလေးတစ်ချောင်းရှင်တန်ရေးအတွက်အသေးအတန်ရုံးကန်ကူးခတ်ရင်မျိုးဆက်တွေတိုးပွားရေးဖို့ကြိုးပမ်းနေတော့ ပထမဦးဆုံးမိန့်ချက်ကသူ့ရဲ့နဘေးကိုချက်ဝင်ဖောက်ထွက်သွားခဲ့သည်ဒံယာအနာတရနှင့်ကြောက်အားကြီးစွာဖြင့်အတင်းရုံးကထွက်တော့အသားဆိုင်တွေကအရေပြားတွေဆုပ်ပြက်ပြီးလွတ်ထွက်ခဲ့၏နောက်ထပ်မိန့်ချက်ကတော့သူ့အမီးရေရက်ကိုဆုပ်ပြက်သွားစေခဲ့ပြန်သည်ရေနက်နက်တွင်ပုံးခွနေရာမှာရေပြင်ပေါ်စီအသားမော့တက်ခါတက်ခဲ့လေ၏ ရေပြင်အောက်နဲ့တထွာလောက်ကနေမျက်ခွန်မပါတဲ့မျက်လုံးကြီးတွေကိုအစွမ်းကုန်ပြူ၍သူအကဲခတ်နေသည်အမားရင်တစ်ခုမှထက်၍အဖြစ်မခံနိုင်ပထမအကြိမ်တုန်းကတော့သူ့မှာဇောတစ်ခုကပ်နေသောကြောင့်ပတ်ဝန်းကျင်ကိုအကဲခတ်ရန်ရန်သူ၏အန်တရေကိုတတိထားရန်မင်းလျော့သွားခဲ့ပြီးထို့အတွက်ပေးဆက်ခရရတီကဒံယာနှစ်ချက်ရခဲ့ပြီးမဟုတ်ပါလား ဒီတခါအမားရင်ထက်၍ဖြစ်ခဲ့ပါလျင် ပေးဆက်ရမှာကသူ့ရဲ့အသက် လောင်းကြီးကကြီးမားလွန်လာပါတော့၏ကုန်းပေါ်မှာလူတန်တက်တဲ့ကို သူကြားလိုက်ရသည်ဟေးတိတ်ပြီးစူးစူးညံ့ညံ့မလုပ်ကြနဲ့ရေတန်နဲ့လုံးဝမထွက်စေနဲ့ဒီကောင်ကြီးနာသွားပြီကွာသူ့ရဲ့အန်ရည်တိတို့ခနာကလေးငြိမ်ပြီးတနေရရမှဝင့်နေတာဖြစ်မယ်မကြခင်ရေပေါ်ကိုပြန်တက်လာမှကျင်းစီတယ်ကွာဒီကောင်ကြီး ပြန်ပြန်ပေါ်မလာဘဲကိုမနေဘူးသူ့ရဲ့သားသမီးတွေရေပေါ်မှာရှိနေသေးတယ်လေကွာဟင်းဒီကောင်ကြီးဘယ်နေမလဲတနာညတာမှုကိမဲလာတော့အတန်တွေကို သူကြားလိုက်ရတော့ဒေါသတွေကစုဝေလာသည်ဘာကြောင့်များသူတော်ဘာကြီးအသွေးရသားအသက်တွေကိုဒီလောက်တော့အာသာငန်းငန်းဖြစ်နေရတာပါလေဟု သူ့မှာနားမလည်နိုင်ဒံယာတွေစီကနာကျင်ကြိုက်ခဲမှုကြောင့်တကူလုံးမှာတဆဲဆက်တုံလေးရရှိပါ၏ မောင်မဲနေသောဓာိုက်ပုံတွေအောက်သို့နောက်ပြန်ဆုတ်ကအသာတိုးဝင်၍ခိုကက်နေလိုက်သည်လူတွေလူတွေအသားစားဘလူးတွေကဲ့သို့ သူတော်ဘာအသွေးသားကိုဝါးမြူစားတော့ရန်အာသာငန်းငန်းတက်ခါစောင့်နေတုံးပင်ရှိနေသေး၏လောတို့မဖြစ်ဘူးစာနာစောလို့လည်းမဖြစ်ဘူးတီးခံပြီးစောင့်နေမှာဟိုတွေး၏ဟုတ်သည် တော်တော်ကြာလျင်ဒီလူသားတွေသူ့ကို ရှာမတွေ့၍ လက်လျှော့ပြန်သွားမှာအမှန်မြင်ဖြစ်ဒီကိုအတွေ့အကြုံအရသူသိနေပါသည်တို့တော့သူ့မှာခတ်တာတစ်ခုကသူ့ဤဆွေမျိုးနဲ့ဆိုသည်ရေအောက်မှာအကြာကြီးပုန်းခုံငြိမ်သက်နေလို့မရနေ၍လည်းမရပါ မကြမကြာရေပေါ်တက်ခါအစာချာရင်အစာစားရင်လေချူကြလေရှိပါ၏တဘာဝကပေးအပ်ထားသောဘရက်နှစ်ဖက်ကရေတူထဲမှလေကို ဆုပ်ယူအသက်ရှင်ရန်အတုံးဝင်ပါတော့လေရေပြင်ပေါ်ဖြတ်တန်းတိုးဝေတက်နေသော ကောက်ပင်ပြိုတို့ဤယနံတင်းနေသေးသောကြဝင့်မုံတို့ဤထုံဤမွေးပြန်းသည့်ယနံတို့ကို မျောပါလာသောလေတို့သည်သူ့ကိုမုတ်သိစွာ ရှူချိုက်တတ်ကြပါ၏ထိုအခိုက်မှာပင်ရင်းပေါင်းစာငါးကလေးတကောင်သူနာကကတ်ပြီးကြော်တက်ကူးခတ်သွားသည်ဘာမှမဝေးငါးတခုံကြာလောက်သာရှိပါမည်ဆက်ကနေအမီးကိုကိုွေး၍အာယူဆန့်ထုတ်လိုက်ပြီးထိုးဟက်လိုက်သည်မမှီလိုက်လွတ်သွားခဲ့ရှိပြီ ဒဏ်ရာတွေကြောင့်တုံဆိုင်နှေးကွင်းနေပြီဖြစ်၍ထုံငါးကလေးကိုတော့မိအောင်မဖမ်းနိုင်တော့ပြီသူတို့ကလုံးကတဆဲဆဲကြိုက်ခဲ၍ကြံရစ်ခဲ့သည်သူနဘေးစီမှာစစ်ခနဲ့မြက်ခနဲ့နာကျင်ခန်းစားလိုက်ရသဖြင့်ဘေးဘက်သို့အသာဆောင်ခဲ့၍ကြည်ပြလိုက်သည်အလိုတံမင်းမိမ့်ဆွေဒဏ်ချက်တွေကြောင့်စုပ်ပြက်၍ထွက်သွားသော အသားစတွေမှာဖွာလန်ကျဲနေသောဒဏ်ရာကြီးကို ငါးကလေးတွေကဝင်၍တွတ်ကြဟတ်ကြနဲ့ဖဲ့ယူစားနေကြပါဘကောတိန်ကြားကထက်ထွက်၍ကျဲကနေပူလိုက်သောနေမင်းကရေနှဲနေသောကရက်ကွင်းကြီးကိုမီးလောင်တိုက်သွင်းနေတကယ်သို့ရှိပါ၏နေရပူကြောင်ရေတွေလိုက်စုတက်လာပြီအခုတလောမိုးမရွာတာတော့ဘယ်နဲ့ရက်ရှိသွားပါလိမ့်ရေပူပူတဲတွင်အနာတရာကြီးကအသားစတွေမှာရေနှွေးဖျောထားသလိုခံစားနေရပါသည် ို၍လည်းနာကျင်ကြိုက်ခဲလာနေသည်စုပ်ပြတ်နေသောအမီးပြားရေရဲကြီးကလည်းကူးခတ်လှုပ်ရှားရမှအားကတိတ်မရှိတော့ကြီးမားချေလျားလာသောကိုလုံးကြီးကိုဗဟပေးနှစ်ဖက်မှရှေ့ရဘက်ကလေးနှစ်ဖက်ကသာထိမ့်ပေးနေရပါသည် ကိုလုံးကြီးကိုတွန့်၍လိန်၍ရမ်းခါ၍အနာကအသားစားတွေကိုဖယ်စားနေသောငါးကလေးတွေကို မောင်းထုတ်နေရသည်ငါးကလေးတွေက ခွာသွားလိုက်ပြန်ကတ်လာလိုက်နေအခံရခတ်ပြီးဒေါသလေးတွေထွက်နေမိ၏ အရင်တုန်းကဆိုဟောဒီကရဲအင်ဂျီထဲမှာသူတို့မျိုးနွယ်တွေကသာမင်းမူခဲ့သည်အသားလာထီးဖို့မဆိုသားနဲ့တူလာပြီဆိုတာကိုသိလိုက်သည်နိတခြားငါးတွေမှာအသက်လူကပြေးကြစမြဲဖြစ်ပါ၏အခုတော့သူတို့မျိုးရိုးတဲ့တွင်တက်တန်းစေနေနိုင်ပြီးအသက်ရှင်နေသွားရသူဟူ၍ဘယ်တုန်းကမှမရှိခဲ့ပါယခုလည်းမရှိ နောင်တွင်လည်းရှိလာမည်မဟုတ်ပါဘူးသူ့အဖေသူ့အဘသူ့အဘိုးတို့ကိုပင်ကြည် လူတွေဤဖန်းစီတက်ပြတ်စားတော့ခြင်းကိုသာခံစားခဲ့ကြရ၏သူသားသူမြေသူမြေတွေကြတော့ရောထိုတဘာဝတရားကြီးဤရက်ဆက်သောဓမ္မစီရင်ချက်အောက်ကယုံထွက်နိုင်ဖို့လမ်းကမမြင်ယခုသူ့ကိုပင်ကြည်ပါတက်ပြတ်ခံရအံ့ဆဲဆဲတင်းအံ့မူးမူးအချိန်ကိုရောက်နေပြီမဟုတ်ပါလားအော်တော်တော်ဆိုးဝါးလာတဲ့ငါတို့ရဲ့ဘဝတွေပါလားဟုတွေးတော်မိကဝမ်းနဲ့ပက်လက်ဖြစ်ရသည် တက်ရှိတရဝါအချင်းချင်းတူဦးဤအသွေးသားကိုတူဦးကရရဆက်ဆက်ဖဲ့ယူဝါမျိုးစားတော့ကအသက်ရှင်နေရသောတဘာဝကြီးကို သူယုံရှားမုန်းတီးမိခဲ့ပြီငရံကောင်းချီတဲ့ငရံကောင်းတူတဲ့ငရံငပနောတဲ့ငရံလုံးနဲ့ငရံတိုင်းနဲ့မျိုးတို့မျိုးစိတ်ကွဲတွေကများလာပါပြီထိုမျိုးစိတ်များတဲ့တွင် သူတို့မျိုးစိတ်ငရံကောင်းချီတွေကိုလူကြိုက်များလာ၏ငရံချောက်ငရံငပိကော ။ငရငပိရေချိုတို့သည်ဈေးကွက်ဝင်ရောင်းပန်းလှလွန်စွာအတုံးတက်လာ၏။ထို့ကြောင့်ပင်လူတွေ၏အမဲလိုက်ခြင်းကိုခံရတော့၏။ကြည်စံယခုပင် သူတေမြင့်ဘေးမှတည်တည်ကလေးလွတ်ခဲ့သည်မဟုတ်ပါလား။ထိုအခိုက်မှာပင်ခက်ကြီးကြီးငါးရက်ကောင်က သူ့တန်ရာဟာပြဲကြီးကိုဝင်ရောက်ကိုက်ဖက်စားတော့လိုက်၍အသားစာကြီးတစပဲ့ပါသွားခဲ့ပြန်ပြီ။အယိုးပေါ်အောင်ဆွဲယူဖက်ဖက်စားခြင်းကိုခံလိုက်ရ၍အသေးခိုက်အောင်နာကျင်လာသည်ဖြင့် အားထက်ကတဆက်ဆက်တုံယုံကန်လှုပ်ရှားလိုက်ရပြန်၏ပွားထသွားသောရေလုံးရေဆွဲများကြောင့်ငါးကလေးတွေဘေးသို့ခနာရှဲသွားပြန်၏မကြခင်ပြန်လာ၍ဖက်ယူစားတော့ကြပြီဦးမည်သူ့အင်အားတွေကုံစားပြုတ်နေရှိပြီဒဏ်ရာတွေကသွေးတွေတစိမ့်စိမ့်ထွက်နေ၏နာလဲနာမောလဲမောနေခဲ့ပြီထို့ကြောင့်ဟာနေသောဝါပိုက်ကိုဖြည့်ရန်ကြာပင်ယုံကြည်နာအတာကတ်သွားသည် ကြာဆွယ်ကြီးပေးတွင်ကန့်ညိနေသောစိမ့်ပန်းပန်းရေမော်တန်းတစ်ခုကို အလောတကြီးဟတ်ယူမျိုးချလိုက်ရသည် သူတိတ်မကြိုက်လာတော့လေလောလောဆယ်ဟာနေသောဝါးပိုက်ကိုဖြည့်ရန်ဒါပဲရှိသည်မဟုတ်ပါလားသူ့အသက်ဘလောက်ရှိပြီလဲဆိုတာသူမသိပါတိုးတော့သူ့ဘဝမှာထောင်ပေါင်းများစွာသောတားပေါက်တို့ကိုဥရှပေးခဲ့တော့ယခုလိုမိုးဥကြကာလကိုတော့သူမမှတ်မိနိုင်တော့အောင်ကြော်ဖြတ်ခဲ့ကြပြီ။အခုရော မီးချစ်ဆန်တချောင်းကန်တားပေါက်နေနေကလေးတွေဖြားတစ်ချက်စာကန်ကိုဘေးမဲ့တဲ့ရံမခတခြားတရဝါတွေဝါမျိုးစားတော့ချင်းမခံရအောင်စောစောတုန်းကသူစောင့်ရှောက်နေခဲ့သေးသည်မဟုတ်လောသူတို့တနေ့သူတို့ရဲ့ဘာသာဘာဝအလိုက်တားပေါက်ကလေးတွေက နေကြီးပတ်ဖြားထားသောရေပြင်၌ကနဖော့ထီကယုံလေဘရူမော်ဘင်ကလေးတွေကြားမှာအစာချဖွေမြူးတူးနေကြစဉ် သူကတော့ထိုသားပေါအူကြီးအီအောင်ရေအနက်တထောင်လောက်မှာရေငုံသင်းမောကြီးတစင်းလိုငိန်တန်း၍မမိတ်မတုံမျက်စိအစုံဖြင့်ဘေးပဲ့ညာအထက်အောက်ကိုအကဲခတ်၍စောင့်ရှောက်နေခဲ့၏ဘဝသူသားငါငရံများဤယံလူသားတွေဤယံကိုမပြတ်ကယူဆိုင်နေခဲ့ရသည်ယံသူအရေးအရှိဟုသူသိလိုက်ရင်သူ့ရဲ့ပါဇက်ထဲဘဟနှစ်ဖက်မှာရေပလုံကလေးတွေစီစီထအောင်မှောက်ထုတ်၍အရှက်ပေးသည် ထိုအခါအရေးအကဲနားလည်လာတော့တားပေါက်ကလေးတွေကမျက်စိတမိတ်အတွင်းမှာပဲဖြက်ကနဲ့ရေအောက်တော့ငုံဆင်းလာကြကဒိုက်တွေမော်တွေရင်ညှိပင်တွေကြားမှာပုံအောင်နေကြပြီလိမ့်မည်ဘေးရန်ကင်းချင်းပြီဟု သူကအချက်မပေးမရှင်ရေအောက်မျက်နှာပြင်ပေါ်သို့ပြန်တက်ကြအောင်မည်မဟုတ်ဘေးရန်ရဲ့ကင်းချင်းပြီဟုသူကအချက်ပေးလီမှာရေမျက်နှာပြင်ပေါ်ပြန်တက်၍မြူးတူးပြော်ပါအစာစားကြပြီလိမ့်မည် ယခုတော့တကယ်ပဲနောက်ကျခဲ့ရှိပြီသူထက်အစာပေါင်းများစွာပရိယေမာယာများလာတော့လူသားတွေကသူ့မျှော်မှန်းထားသလိုရှေ့ဘက်ကလည်းမလားဘေးပညာနှစ်ဖက်ကလည်းမရှင်းကဲ့ဘလို့မှမြင်နိုင်စွမ်းမရှိတော့အနောက်ဖက်မှာအတာဝင်ကစူရဲထက်မြက်လာတော့တာမဏီမင်းကြီးဖြင့်သူ့ရဲ့အသက်စီဝင်ကိုရွှေယူရန်စ조사ခဲ့ခြင်းကိုခံခဲ့ရရှိပြီယခုအချိန်ဆိုတားပေါက်ကလေးတွေဘယ်စီမှာပါလဲ ရန်သူလူသားတွေဤလက်ထဲများပါသွားခဲ့လေပြီလားဆိုရင်ပူပန်စိတ်ကဒဏ်ရာတွေနာကျင်မှုတွေသူဤကာရိယဒုက္ခတွေကိုတခဏတွင်းမှာမေ့သွားစေတဲ့ဤထို့ကြောင့်ပင်နေကြီးရိုက်ခတ်ထားသဖြင့်ဝင်းပလင်းလန့်နေသောရေမျက်နှာပြင်အထက်သို့အတာယာတိုးတက်ခဲ့မိပြန်ဤတတိထာရေပတ်ကလေးတစ်ခုရေပလုံစီကလေးတစ်ခုလုံးမှထွက်မှတ်သွားမိစေရ ထွက်သွားပြီဆိုတာနဲ့ကုန်းပေါ်ကစောင့်ကြည့်နေသည့်လူသားတွေရဲ့ရက်ဆက်တဲ့မိန်းသွားကတိုးဝင်လာရှိလိမ့်မည်။တရေကြီးစွာထား၍ရင်မျက်နှာပြင်နဲ့တထွာခန်းအထိတိုးတက်လာခဲ့သည်။ဦးကောင်းကိုဟိုတီရန်ကရှာဖွေကြည့်မိသည်။ကြီးစင်ပြလဲနေသောမိုးကောင်းကင်ကြီးပေါ်တွင် တိမ်မြင်ခွန်စာကလေးတွေတရေရေလွင်မြောလျက်ရှိ၏။ကြရွက်တဲ့ကြားမှာဓာိုက်တွေရေမောတွေကြားမှာခြာသည်မတွေ့ အဖေရောက်ကုန်ကြကုန်ပြီနီတားပေါက်ကလေးတွေရေမင်းတို့ဘယ်စီရောက်နေကြတလဲဟေးရန်သူရဲ့လက်ကိုပဲပါသွားချပေးလေလားသူပြာရခတ်သွား၏ဆိုရင်ရဲ့ကြောင့်လဲရင်တွေမှာပူးလာ၏ထို့ကြောင့်သူ့လှုပ်ရှားမှုကညင်သာခြင်းမရှိတော့ပေရုတ်တရက်ဘေးသို့ဆက်ခနဲလှဲ့ကာရှာ၏အယိုးတဲ့အထိအောင်တဲ့ရွက်ထွက်နေသောဒံယာကြီးကအလွန်နာကျင်လာသည်ဖြင့်နာလိုက်တာနာလိုက်တာ ရေရွတ်ရင်ဗဇက်ကိုဟားလိုက်ပြီးတော့ဗဇက်ထဲကဗဇက်ထဲဗဟတ်နှစ်ဖက်ကရေပလုံစီကလေးတွေက၄၅၀လုံးဖွားကနေဖွားကနေရေပြင်ပေါ်သို့လွင့်ရေတက်သွားခဲ့လေထိုအခါမှာပင်မိုးချိုပြစ်လိုက်ခန့်ခံလိုက်ရတယ်လို့ဥကောင်းတစ်ခုလုံးမှာဂျင်းကနေခွက်ကနေပြင်းထန်လာတော့နာကျင်မှုကိုခံစားလိုက်ရရှိတော့၏တာမဏိမိန်သွားကဥကောင်းကိုအထမ်းမဝင်၍ မင်းအောက်ကနေဖောက်ထွက်သွားခဲ့ရှိပြီမိပြီဟေးရပြီကွာနဲတဲ့နှစ်ချွတ်ငရံကြီးမဟုတ်ဘူးဟေးအ ਨੇ ဆုံး3-4ပိတ်သာပဲကွာတော်တော်ပါတယ်ငရံကြီးဟေးသူ့ကိုစောင့်နေမှသိတော့ဟိုးရေအောင်ဓာိုက်ပင်တွေကြားမှာအตาလေးတွားခုန်နေတာတို့ပြန်သွားပြီထင်လို့သားစောမှုံပြီးပြန်တက်လာတာကွာတေးသေးချာချာကြာတော့ဟေးကြာပင်နေကြားမှာသားပေါက်တွေလည်းရှိနေလိမ့်မယ်ကွန်သမားကတေးသေးချာချာအုံနော်မလွတ်စင်နဲ့ ဘယ်ရမလဲကွာတငါလှုပ်စားတာလားကြာခဲ့ပြီပဲဒင်းတို့ပါတယ်ဆိုတာတော့ကတော့ကွာဒီညနေငရံဥကလေးဟင်းနဲ့ဆိုတော့အတော်မိန်တော့မယ်ကွာတငါတော့အုပ်ဤဟာတရီမောလိုက်တန်ကြောင့်အစာကောက်နေတော့ကြာပန်းနေငှက်ကလေးများပိန်ငင်းငှက်ကလေးများဂိုင်းအောက်ကလေးများမှာအလန့်တကြားထပြန်ပြေးသွားကြလေဤထိုနေ့ကကြာဝင်းမုံရနန်းလို့ ထုံပြန်ခြင်းမရှိခဲ့ပါဟုတ်ကဲ့ပါခင်ဗျာဝိထုတို့လေးကတော့အီဒီမဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှအချိန်မီမီဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မောင်မတူတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်မများအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြကဘေးပရာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ